ဒီကစားသမားဆင်ရောက်ကိုရှင်းထုတ်ပြီးနာမည်ရသည့်ကြောင့်ရှင်းဖြုတ်ပြတော့မယ်အမော်ရင်နာမည်ကြီးထိတ်တန်းသတင်းထဏာရဲ့ဖော်ပြချက်အရမက်ဆစ်ဆောင်ရိုက်တန်အသင်းရဲ့နီးပြရိုဘင်အမော်ရင်ဟာလာမယ့်နေရာဒီမှာကစားသမားဆင်ရောက်အထိကိုရှင်းထုတ်သွားဖို့ရှိနေပါတယ် ယူနိုက်တက်ဟာအမော်ရီလိုင်းထက်ပထမဆုံးအပြောင်းအရွှေ့ဖြစ်ခဲ့တဲ့ဆောင်းရသည့်ဈေးကွက်မှာလက်ချီကပက်ထရစ်ဒိုဂိုနဲ့အာဆင်နယ်ကအေဒီဟေဗန်တို့ကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဒီကစားသမားနှစ်ယောက်စလုံးဟာအမော်ရီရဲ့ကစားကွက်မှာအဝင်ကွင်းကျဖြစ်ပြီးအသင်းအတွက်အမှန်ကန်တဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းပရီးမီးယားလိဂ်ဖလားချန်ပီယံလိဂ်ဖလားတွေစုခုချင်နေဆိုရင်တော့ဒီကစားသမားနှစ်ယောက်ထဲနဲ့မရသေးပဲအသင်းမှာရှိတဲ့ကစားသမားတချို့ကိုရှင်းထုတ်ဖို့လိုအပ်တယ်လို့ပေါ်တူဂီလူမျိုးနှိပြရဲ့ကစားကွက်နဲ့အဆင်ပြေမဲ့ကစားသမားတွေကိုလည်းပြန်လည်ခေါ်ယူအင်အားဖြည့်တင်သွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။ စပိန်နိုင်ငံကြီးသတင်းဌာနဖက်တာချက်အဆိုအရယူနိုက်တက်အားလာမဲ့နေရာဒီမှာကစားသမား၁၀ယောက်အထိကိုအတင်းကနေရှင်းထုတ်သွားဖို့ရှိနေပါတယ်။ဒီကစားသမားတွေထဲမှာထိဆုံးကပါဝင်နေတာကတော့ဝိုင်လန်နဲ့မေဆန်မောက်တို့ပဲဖြစ်ပါတယ်။ဝိုင်လန်ဟာအန်ဒနာကနေပေါင်82တန်းနဲ့ရောက်ရှိလာခဲ့ပေမဲ့အခုချိန်ထိအတင်းအတွက်ဘာအကျိုးသက်ရောက်မှုမှမရှိသလိုပေါင်55တန်းနဲ့ခေါ်ယူထားတဲ့မေဆန်မောက်ဟာလည်းဒဏ်ရာများတဲ့လူသားဖြစ်နေပါတယ်။ဒါ့အပြင် အန်တိုနီဆန်ဂျိုရက်ဖို့တို့လိုအငှားထက်ကစားနေတဲ့ကစားသမားတွေကိုလည်းအပိသက်ရောင်းချသွားဖို့စီစဉ်နေတာဖြစ်ပါရင်ဆန်ဂျိုအရီဒန်နဲ့အဆင်ပြေဖြစ်ခဲ့ပြီးတဲ့နောက် United မှာပွဲထွက်ကစားဝင်ပျောက်ဆုံးလာခဲ့ပြီးပြီးခဲ့တဲ့နေ့ရက်ဒီအပြောင်းရွှေ့မှာ Chelsea ကိုအငှားပြောင်းရွှေ့သွားခဲ့တာဖြစ်ပါရင် Rafo နဲ့ Anthony ကတော့ပြီးခဲ့တဲ့ဆောင်းရည်ဈေးကွက်မှာ Brighton နဲ့ Aston Villa အသင်းတွေထံအငှားထွက်ခွာသွားခဲ့ကြတာဖြစ်ပါရင်ဝိုင်းရင်ကွင်းနဲ့လူဖြစ်တဲ့ Casemiro တို့ကလည်းအသင်းနဲ့စာချုပ်တက်တန်တစ်နှစ်တာကျန်တော့ပြီးလာမယ့်ရာသီမှာ Eriksen နဲ့အတူတေချာပေါက်ရောင်းချခြင်းခံရမယ့်ကစားသမားအစီအစဉ်မှာပါဝင်နေပါရင် Vitalini လို့ Johnny Evan နဲ့ Twin Hitan တို့ကတော့စာချုပ်ထပ်မံချုပ်ဆိုတော့မှာမဟုတ် ပဲအလွန်နဲ့ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ Emoria United ကိုနိုဝင်ဘာလဆက်တင်တာဝန်ယူခဲ့ရပေမဲ့လည်းအခုချိန်ထိပုံစံကောင်းပြသမှုရုံးကန်နေရပါတယ်။ ပြည်ထဲမှာလည်းအခြေအနေမကောင်းလို့ဘယ်နေပြောင်းမနေရတဲ့ United ဟာဒီအားဒီဆူပလာမျော်လင့်ချက်ဆိုလို့ Europa League တစ်ခုလည်းလာကြံရှိတော့တာဖြစ်ပါရင် Premier League မှာလည်းအဆင့်ဆက်လေးနေရာကိုရောက်ရှိနေတဲ့ United ဟာ Carabao Cup အနေနဲ့ထွက်ခွာခဲ့ရပြီဖြစ်တယ်လို့ FA Cup ကိုလည်းကာဝယ်နိုင်ခြင်းမရှိခဲ့ပါဘူး United အနေနဲ့လာမယ့်ရာသီမှာ Europa ဝင်ခွင့်ရရှိဖို့ဆိုတာကလည်းမျော်လင့်ချက်နဲ့ပါနေပြီနောက်ရာသီ Champions League ကစားချိန် Europa League Cup ကိုတင်ချပေါက်ရအောင်ရွာမှာဖြစ်ပါရင် United ဟာပြီးခဲ့တဲ့ကြာရက်ကကစားခဲ့တဲ့ Europa League 16အဆင့်ဒုတိယအကြော့ပွဲစဉ်မှာတော့ စပိန်ကလပ်ရီယယ်ဆိုစီတက်ကို၄ဂိုးတကုနဲ့နိုင်ရရှိခဲ့ပြီးနှစ်ကျော်ပေါင်းရလဲ၅ဂိုးနှစ်ဂိုးဖြင့်နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပြီးဖြစ်ပါရင်အရင်ပွဲပြီး TND Sport နဲ့အင်တာဗျူးမှာစပါနဲ့အင်ဗာဒန်ကစားသမားဟောင်းတောင်ဆန်က United အသင်းအနေနဲ့ဒီအားဒီမှာယောပါလိချန်ပီယံဆူပလာကိုစုဖူးသွားနိုင်ခြေရှိတယ်ဆိုပြီးတော့သုံးသပ်ပြောဆိုလာခဲ့ပါရင် တောင်ဆန်ကကျွန်တော်ပြောသလိုပါပဲ United အကွာတာရောက်လာပါပြီ။လိုင်ယွန်ကိုသူတို့ကြော်ဖြတ်နိုင်မယ်လို့ထင်ပါတယ်။လက်ရှိ United အခြေစွမ်းရလက်ကျန်အသင်းတွေမှာသူတို့ကိုကောင်းကောင်းဒုက္ခပေးနိုင်တာဆိုလို့ Vivao နဲ့ Lazio လောက်ပဲရှိမယ်ထင်ပါတယ်။အဲဒီအချိန်မှာ United လည်းလူဆောင်လောက်ပြီးမို့ကောင်းကောင်းကြီးကြော်ဖြတ်နိုင်အောင်ပါပါ။ကျွန်တော်မြင်ပြောရမယ်ဆိုရင် United တို့ Europa League ဖလားတော်ရသွားနိုင်ပါတယ်။ United အတွက်ဒီဖလားပဲမျှော်လင့်ချက်ရှိတာပါ။ Amorin အနေနဲ့ Premier League လက်ကျန်ပွဲတွေကို Ayo Masai ပဲနဲ့ Europa League ကိုဦးစားပေးသင့်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။နောက်ဆက်ကိုတက်ရောက်နိုင်တဲ့ United ဟာ Quarter Final အဆင့်မှာ Lyon နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာပြင်သစ်ကလပ်တွေနဲ့တွေ့တိုင်းရလဒ်ကောင်းလင်းရှိပြီးထိပ်သစ်ကလပ် PSG ကိုလည်းချန်ပီယံလိဂ်ကနေဖျောက်ချခဲ့မှုတဲ့မှတ်တမ်းတွေရှိခဲ့ပူပါတယ်။ဒီအဆင့်ကိုကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ယူနိုက်တက်ဟာ Rangers, Villarreal ပွဲစဉ်ကနိုင်ရတဲ့အသင်းနဲ့ Semi Final ကစားသွားရမှာဖြစ်ပါရင်ယူနိုက်တက်တို့ Europa League ဖလားကိုစုကိုသွားနိုင်မလား။ပြည်သက်ကြီးကဘယ်လိုများထင်မြင်မိပါသလဲ။ကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါရင်